။မိတ်ဆွေများအလုံးပဲမင်္ဂလာပါရှင်။အခုဆလာတက်ဆက်ပေးမယ့်ဆလံလေးကတော့တဲဆွန်ပါတောင်တော်မြန်မာတိုက်ဆရာညင်အောင်ဆိုတဲ့ဆလံလေးပဲဖြစ်ပါတယ်။ဆာယီသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။မိတ်ဆွေများခန်းစားနာဆင်ပေးကြပါအောင်ရှင်။ စွန့်ပါတောင်းတော်မှာဆောက်ချော့တော်မူတဲ့ပပကျိုင်နဲ့ပပတိုင်တော်ဟာချမ်းပြည့်နယ်မှာနေထိုင်တဲ့ချမ်းမျိုးသားဖြစ်တယ်။သူတို့ရဲ့ဆရာကတော့ဥအောင်မြတ်ဖြစ်တယ်။တချို့ကတော့ဥအောင်မြတ်ကိုတိန်ကြားမင်းခေါင်ဖြစ်တယ်လို့ဆိုကြတယ်။ဆရာကြီးရထွန်းကြီးနောင်တွေကိုပညာတွေကိုသင်ပေးလို့သင်ပေးသမျှတက်မြောက်ခဲ့တယ်။ဆရာကလည်းမိဘတပ်ဖွဲ့ရွှေသေးတဲ့ဖြစ်ဥအောင်မြတ်ကတာဖြစ်သတ်မှတ်ခဲ့လေတယ်။ ဖဖကျိုင်နဲ့ဖဖတိုင်တို့မှာညီမလေးချွေစင်ဦးဆိုတဲ့ညီမလေးရှိတယ်။ချွေစင်ဦးကလည်းကိုနှစ်ယောက်နဲ့ဆရာကြီးထက်မှာပညာသင်ခဲ့ရလို့အင်တာပညာကိုထူးချွန်စွာတက်မြောက်ခဲ့တယ်။တနေ့မှာတော့ဆရာကြီးမှမနမတုံယောက်ခေါ်ပြီးတော့မင်းတို့ဟာအင်တာပညာနဲ့တစ်ဖက်ကံခဲတက်မြောက်ခဲ့ပြီးဆရာလည်းချက်ဆက်ရမယ့်လုပ်ငန်းစဉ်တွေကန်တားရီခီထွက်ဖို့အချိန်ကျနေပြီ။မင်းတို့တွေဒီပညာနဲ့လူသားတွေရဲ့ကောင်းကျိုးတွေအသုံးပြုပါဒီပညာနဲ့တသနာတော်ဆောက်ချောက်ပါ။ လူသားရဲခုကက်တင်မှာကန်ငါးပါးကိုလုံကြုံအောင်ဆောက်ထိန်မှာအထူးသဖြင့်နန္တော်နန္တာငါးပါးကိုမပြစ်မှမကျွလို့မိစေဖို့အထူးမှားခဲ့လေတယ်။ဆရာကြီးလဲမနမတော်ယောက်ကျဲလက်ဖွာတွင်အင်တကွဲစီကိုဆုပ်ပြည့်ရေထိုးပြီးတိတ်တိတ်တင်ပေးခဲ့တယ်။မင်းတို့တွေဒီအင်ကအရေးကြောက်ရင်သုံးဖို့နှုတ်သဘောတူလောက်အောင်ရိုက်ပြီးတော့မိတ်ပေးရင်ဘာမဆိုအောင်မြင်နိုင်တယ်။ညာနဲ့ရှိပြီးတော့သုံးကြပါ။ ဒီလိုမှာကြပြီးတော့တပည့်ညာရဲ့ကတော့ကိုခံပြီးချမ်းပြင်းတဲ့ဘောက်ထွက်ခွာသွားလိုက်တော့တယ်။ပပကြိုင်နဲ့ပပတိုင်တို့မှလည်းတောင်ရလောက်ကင်ကြတော့လဲအစ်မပြူဖျားတဲ့ကြောင့်ဆောက်တဒနာပြူလောက်ငမများကိုလွတ်လို့ကြတော့လဲလက်ထဲမှာငွေမရှိညီမလေးရွှေစင်ဦးကလည်းရရောက်လာပြီးလှရှင်ပါရှင်ဝှရှင်စားချင်းစိတ်များလည်းရှိပေလိမ့်မယ်။ဒါကြောင့်မို့ငွေချာဖွားအရေးကြီးလို့လာတယ်။ငွေရှိမှဖျားတဲ့တဒနာပြူလောက်ငံလုံနိုင်မယ်။ ညီမလေးကိုလည်းအဝတ်စားလက်ဝတ်ရတနာဆင်နိုင်မယ်။ဒါကြောင့်မို့အခုဖြစ်သူပပကျဲမှာညီဖြစ်သူကိုညီလေးဒုံညီကိုနှစ်ယောက်ပမာပြေကဟန်တာတို့ခရမှာရှိတဲ့ဒေဆွန်ပါတောင်ကိုသွားရင်ကောင်းမယ်ထင်တယ်။အဲ့ဒီမှာတိုက်တွေတူပြီးတော့ခြွေတွေငွေတွေတူမယ်ယူမယ်ဒါမှတဒနာပြုတ်နိုင်မယ်။ညီမလေးကိုလည်းလက်ဝတ်လက်စားတွေကိုဆင်ပေးနိုင်မယ်။ဒီလိုပြောလေရညီဖြစ်သူကလည်းပဲဥစ္စာစားတိုက်နံတွေက တစ်စုံပါမှာရှိလို့လားကိုကြီးရဲ့ဒီတော့ကိုကြီးမှာရှိတာပေါ့ညီလေးရဲ့ဟိုးရင်တော့ကဘရင်ကပေါ့ကွာပရိသတ်ရဲ့မင်းတွေဟာမြို့ပြနိုင်ငံကလေးတွေကိုတီထောင်ပြီးတော့သူတလူငါတမင်းမင်းပြုတ်ခဲ့ကြတယ်အရှင်းရှင်းတိုက်ခိုက်ပြီးတော့ကျင်းနိုင်ငံညှဉ်းလုပ်ခဲ့ကြတယ်စစ်ချုပ်တဲ့ဘုရင်တွေဆွေတော်မျိုးတော်တွေကတော့သူတို့ပိုင်ဆိုင်တဲ့ချုံငွေဥစ္စာတွေကိုယူပြီးတော့ထွက်ပြေးကြတယ်။တချို့ကတော့ဒေဆွန်ပါတောင်ကိုရောက်ပြီးသူတို့ပစ္စည်းတွေကိုမြေမှန်မြုပ်တယ် ယတနာတွေမြှောက်ထားတဲ့အပေါ်မှာဖျားတဲ့ကြတာတွေရှိတယ်။အဲ့ဒီယတနာတွေကိုသာဒုပညာနဲ့ခြားလို့ရရင်တော့ငါတို့စန္ဒာတွေပြုတ်ရပြီပေါ့ညီလေးရဲ့။ဒါဆိုရင်ကောင်းတာပဲ။ညီလေးတို့တင်စွန့်ပါတောင်းသွားကြမယ်လေ။ဒီလိုသဘောတူတယ်။ဒီနောက်ညီမဖြစ်သူကိုခေါ်ပြီးကျင်လင်လှတဲ့ရှင်ပြစ်ထထတဲ့ပလင်းတလုံးကိုပေးပြီးညီမလေးဒီပလင်းကိုဖျားကျောင်းစုံမှာတင်နာပါ။အကိုတို့တွေဒီစွန့်ပါကိုသွားတဲ့ခါမှာ ပလင်းထက်ကရေကိုအမြဲတမ်းကြည့်ထားရေကအယောင်ကျင်းနေလို့ရှိရင်အကိုတို့အန်တရကင်းနဲ့ရေရောင်ကပန်းရောင်ပြောင်းသွားမဲ့စိန်တော့အကိုတို့အန်တရရှိပြီလို့မှတ်ပါအနေအောင်ပြောင်းသွားလို့ရှိရင်တော့အကိုတို့တည်ပြီလို့မှတ်ပါညီမလေးဒီလိုပြောပြီးပလင်းလေးကိုပေးပြီးတော့ဒေဆွန်ပါခိထွက်ခဲ့ကြတယ်ညီကိုနှစ်ယောက်ဒေဆွန်ပါကိုရောက်ပြီးရှားတန့်ကြအောင်ဥဆောက်ဆောက်တိုက်နှံများကိုခြောက်ဖွေတယ်အနေ့တော်အချိန်မှာညီလေးရေ ဒီတောင်ကဥစ္စာဆောင်တွေရှိတဲ့တောင်တောင်မှလည်းပဲဖျားစစ်တွေလည်းမရှိဘူးဖျားတိုက်တော်မဟုတ်တော့ဘူးဒီတော့တို့လုပ်ငန်းစကြရအောင်ဆိုပြီးတော့အစီအမများဆောင်ရွက်ရှင်စီဝိုင်းရှင်မန္တန်များရွတ်ဖတ်ရှင်မမှုတ်ရှင်အကူကြီးမှာထိုတောင်ကုန်းကိုအသင်ပတ်လာတဲ့အင်တာချက်ဖြစ်လှမ်းပြီးတော့ပြပောက်လျာတောင်ဟုံနဲ့ငလျင်တန်ကြီးနဲ့တူတော်တန်ကြီးမှာဒေဆွပါတောင်တလုံးကိုကြောင်မဖွဲ့ရဖုံးလန်းသွားလိုက်တော့တယ်ဥစ္စာဆောင်များရဲ့တိုက်တကာမှမပွင့်ဘူး ိုက်ဆောင်နနာပွားတွေကအချို့ချို့ပထွက်လာကြပြီတယ်။၎င်းတို့ဟာကြောင်မဖွဲရအတွင်းကိုဆောင်ပြီးတော့တင်ပုတ်ကြီးများပစိန်ကြီးများကန်ဆောင်ချောက်လန့်ကြတယ်။ညီကိုနှစ်ယောက်လည်းထိုရများကိုဆဲလုံးများနဲ့အင်းချက်များကရာမန်တန်များတုံးပြီးတော့အောင်မြင်စွာချင်းလင်းဖက်ရှားနိုင်ခဲ့တယ်။ဒီနောက်အကူကြီးကညီလေးရေတို့လက်ဖွာမှာရှိတဲ့အင်းကိုလက်ဖွာရှိရိုက်ပြီးတော့အမိတ်ပေးကြစို့။အကူကြီးမှအနောက်ချက်တွေကိုဖက်ရှားပြီး တိုက်တကားပွင့်စေလို့အမိတ်ပေးလိုက်တာနဲ့ပဲခဏတွင်မှာတော်ဟော်မြီးဟီးတန့်ခြင်းနဲ့တူတူတောင်ထိပ်မှနေပြီးတော့မြေဆိုင်မြေခဲတွေပဲ့ကျလာတယ်။ဒီနောက်အောက်ရှင်မှာကြောက်တကားကြီးပေါ်လာပြီးတော့တကားကြီးမှာတပြဲပြဲပွင့်လာတယ်။အထဲမှာတော့ငိုယိုနေသောဥစ္စာဆောင်ပိုင်နှံချင်းများတွေ့ရတယ်။အသင်းဆောင်လာတဲ့ချီမန်ခွေများနဲ့ပြစ်လျာမှာဥစ္စာဆောင်ပိုင်နှံချင်းများဟာချီမန်ခွေနဲ့တုံ့နှောက်ခြင်းခံရလေတော့တယ်။ဒီနောက်မှာတော့ညီကုန်းတို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ပဲတိုက်နံထဲဝင်သွားတယ်။အထဲမှာရွှေရောင်များတဖိတ်ဖိတ်တပ်ပနေတဲ့ရတနာပစ္စည်းတွေအရေသွေးကောင်းတဲ့ပဒမားတွေခြွေအတိပီတဲ့အုတ်ခွက်ပကံတွေလဝိလက်စာတွေကိုတောင်ပုံရပုံတွေ့ရလေတယ်။ထို့အခါပုထုစင်များပြီးပြီးလောဘစိမတ်များတက်လာခဲ့ကြတယ်။ဒီတိုက်ကဖျားတိုက်ပါတဲထားတဲ့စစ်တီဟာငလျင်တန်းကြောင့်ပြက်စီသွားလို့ဖျားကိုမတွေ့ရတော့တာပါ။ဖျားပစ္စည်းတွေပါ ။ဖះတိုက်ကပစ္စည်းတွေကိုမရှုကောင်းပါဘူး။ဥစ္စာဆောင်များငိုရိုပြီးတော့တောင်းပန်ကြလေတယ်။ထို့စကားများတော့လောဘတိုက်တမနှစ်ယောက်တို့ရဲ့နားထဲကိုမဝင်ဘူး။အနန္တငါးပါးကိုမပြစ်မှမိလင်းနဲ့လို့မှတ်ထားတဲ့ဆရာကြီးရဲ့မှတ်ချက်ချက်ကိုမေ့လိုက်ပြီ။ထွက်ချိန်မှာနေဝင်တော့မယ်။မကြမီအမောင်တို့ကလည်းဖုံးလွှမ်းတော့မယ်။ညီလေးရေဒီနေ့တော့အချိန်မကြဘူး။တိုက်တကာကို ပြန်ပိတ်ခဲ့ပြီးတော့ မနက်စောစောမှာဒီပစ္စည်းတွေကိုလှတဲ့ကြစို့ဒီလိုပြောဆိုပြီးညီကိုနှစ်ယောက်ပြန်ခဲ့ကြလေတော့တယ်ပပကြိုင်နဲ့ပပတိုင်တို့နေထိုင်တဲ့နေရာမှာဒီစွန်မတောင်နေမှရှိတဲ့တောင်ညွန့်ဆိုတဲ့ရွာကလေးမှဖြစ်တယ်ထိုရွာနှပေးမှာဒီစွန်မတောင်ကိုရစ်ခွေဆစ်ဆင်းနေတဲ့စမ်းချောင်းကလေးတစ်ခုရှိပြီးထိုစမ်းချောင်းရဲ့ပေးမှာကေမတ်ကြီးအမိုးတို့နေထိုင်တဲ့အိမ်ကလေးရှိပြီးတော့အမိုးဖြစ်သူရဲ့သမီးမှာထိုနေ့ကခလီမီဖွားခဲ့တယ် အမိုးဆိုတဲ့ကင်မကြီးကမတန့်ချင်သောဝက်များကိုထိုဆန်းချောင်းမှရှောက်ဖို့ခဲ့တယ်။ထိုညစ်ကြီးများတော့ဆန်းချောင်းထဲမှမျောပြီးတော့စစ်စစ်လျက်ရှိပြီးတိုက်ဆရာနှစ်ယောက်မှတောင်ညွတ်ရသူအပြန်လာမှဆန်းချောင်းလေးကိုဖျက်ကြရမှာမတန့်ချင်သောရှင်များနဲ့ထိတွေ့မိတယ်။တောင်မသိဘူးသူတို့ရဲ့ခနာကိုယ်တွေကရှားရံလာတယ်။ဒါပေမဲ့ကြွမထားမိကြဘူး။ဒီနောက်မှာတော့ထိုဆန်းချောင်းမှမျက်နှာသစ်ထိုရင်များကိုတောက်ထိုအခါဦးကောင်ချစ်လက်များမှထိုးထားတဲ့ အင်းများဆင်းများအကရင်းမှထိုးထားတဲ့ဆင်းများအင်းများတတိပြဲ့ပြီးတော့အစွန်များမဲ့ခက်လိပြီအင်းဆောက်ဆေဆောင်နှစ်ဘလူးများလည်းပဲထွက်ခွာသွားခဲ့ကြလိပြီထိုရေရမတန့်တော့ခြင်းဖြစ်သည့်ကိုသိစရာတို့ညီကိုလုံးဝမသိခဲ့ဘူးတချို့ကတော့မတန့်တော့တိုက်ရိုးထဲမှာရှိကိုတောက်မိတယ်လို့ဆိုတယ်တိုက်အုပ်ကြီးဘဘကြိုင်ဘဘတိုင်ရဲ့နှစ်ထိန်ကြီးဥဆန့်ချွေကတော့ဆံကြောင်ထဲမှာမတန့်တော့ရှိကိုတောက်မိတယ်လို့ဆိုတယ် တိုက်ဆရာများရဲ့အစောများပြည့်တဲ့အခါမှာဥစ္စာဆောင်တိုက်နှံရှင်များလည်းပဲချင်းအောင်ထားချင်းခရမလွမြောက်သွားကြရလေတဲ့ထိုချိန်ကလာမှာပဲချမ်းပြင်းနယ်မှာကြံခဲ့တဲ့ညီမလေးချွေစီဦးကလည်းဖះဆက်မှာတင်ထားတဲ့ရှင်ပလင်းကိုအမတ်မထင်လှမ်းကြည့်မိတယ်အလိုဖះဖះပလင်းတဲကရှိရင်ပန်းရောင်ပြောင်းနေပါလားဒါဆိုရင်ငါ့ကိုကြီးနှစ်ယောက်ကတော့ဒုက္ခရောက်နေကြပြီထင်ပါတယ်ငါအမြင်လိုက်သွားမှာပဲဒီလိုတွေးမိပြီး စိတ်မျိုးသားချင်းများကိုအဖော်ပြုတ်ပြီးတော့အကူများနောက်ထွက်လာခဲ့တယ်။နောက်တနေ့မနေ့ဆော်ဆော်မှညဖြစ်သူပပတိုင်ကတော့လောဘချက်မှတက်ပြီးတိုက်နံထဲမှာချွေငွေများကိုတူးတဲ့ရှူဖို့ထွက်လာခဲ့တယ်။အကူကြီးပပကျိုင်းအဲ့ရမှာနိုးတဲ့ခါမှာညီလေးကိုမတွေ့ရတော့စိတ်ထဲမှာတမျိုးဖြစ်မိတယ်။ငါတို့ညစ်ကိုတွေဒုက္ခရောက်တော့မှပါလားလို့တွေးမိတယ်။ညဖြစ်သူနောက်လျှင်မြန်စွာလိုက်သွားခဲ့တယ်။ ိုင်နန်တီချီယာယခုတော့တာထုတ်တောင်လို့ခေါ်ဆိုသောနေရာကိုရောက်နေသောပပတိုင်မှာအဝဲကိုလှမ်းမြောက်ကြည့်တော့မှန်ဆဲဖွဖွေနဲ့တော့အကြီးတကာမှာသူထန်သူတတတုံးလာနာတရလို့အသိမ့်ပတ်လာတော့ဒါကိုဆွတ်ကင်ထားတယ်။အမှန်မှာသူထန်ကိုလာနာတော့တော့အကြီးမဟုတ်ဘူး။သူ့ရက်ကို ပပကြိုင်ပင်ဖြစ်လေတော့တယ်။ဥဆာသောတန်တန်ရှင်များရဲ့ပြောကားကြောင့်တော့မှောက်ရှင်တော့ချောက်ချင်းဖြစ်ပြီးတော့ဂျမ်မူလာတဲ့တော့အကြီးထင်ပြီးတော့ အခုဖြစ်သူမှလည်းညီဖြစ်သူကိုရှံပြမဲ့တော့ရည်ဟုမြင်သဖြင့်တရားနဲ့တရားဒါနဲ့ထူကြလို့ညီကိုနှစ်ယောက်စလုံးအသက်ဆုံးချုံကြရလေတဲ့ဆင်မျိုးတစ်တိုင်းနဲ့ဒေဆွန်ပါကိုလက်ရံဖြစ်စင်နေတဲ့ညီမလေးချွေစင်ဦးလက်ထံမှာပလင်းလေးဟာအနှစ်ယောက်ကိုပြောင်းလဲခဲ့တယ်ချွေစင်ဦးနဲ့ဆင်မျိုးတစ်တိုင်းလည်းတတော်ဝင်တတော်ထွက်ခေးချနှစ်လာခဲ့တဲ့ခါမှာအလွန်ခရီးခွဲကွာလှလုံလို့ရက်ပေါင်များစွာကြာမှဝမ်ဘေးအင်းရွာလို့ခေါ်တဲ့ရော်လီမတစ်စင်ဒေဆွန်ပါရောက်ခဲ့ကြတယ် အဖြစ်မှုံသိရှိခဲ့ကြတယ်။အကူများအတွက်ဥဆာဆောင်တဲ့နယ်ရှင်များကို ကလက်စားချင်နိုင်ဖို့အတွက်စင်နာနှက်ကောင်ကိုစီရင်ပြီးတော့အင်ကွက်ရှိပြီးဥဆာဆောင်များရှိရာတောင်များကိုဖြိုးခဲ့တယ်။အခုခါမှာမောက်ွက်တောင်လို့ခေါ်ပြီးတော့နဝိဆာဘဘကျိုင်ဘဘတိုင်တို့ရဲ့နတ်နယ်ရှိရာကိုပတ်ဝန်းကျင်မှာစင်နာများဝှက်ခြင်းကိုခံရသဖြင့်ပြိုကျနေတဲ့တောင်ကမ်းပါများကိုယနေ့တိုင်တွေ့မြင်နေရပေမယ့်ထိုနေရာမှာဘာပင်မှလည်းမပေါက်ရောက်ဘူး။နောက်ဆုံးမှာ ညီမလေးချွေစင်ဦးကချစ်ရတော်ကိုနှစ်ယောက်နဲ့တေခွဲခွဲခရလို့အလုံးပဲဝမ်းနဲ့ပူဆွေးမှုရှိပြီးရှင်ခွဲနာချပြီးတော့တည်ဆုံခဲ့ရတယ်။ထို့နေရာကတော့ဒေဆွန်ပါဖျားတက်ရဇောလန်တဝက်ဘဲဘက်မှာရှိတဲ့ရှင်ခွဲဆရာနေရပဲ။ဒီနောက်ဘဘကျန်ဘဘတိုင်တို့တိုက်အုပ်ဘိုးတော်များဖြစ်သွားကြပြီးဒေဆွန်ပါတောင်ဒေဆွန်ပါဖျားနဲ့ထိုနေရာတဝက်ကိုဆောက်ရှောက်နေရပြီးတော့၎င်းတို့အတွက်နွားဝဲတောင်မှာနတ်နံတဲပြီးတော့ထားခဲ့ရတယ်။လာပြေလာခွေနေမြန်မာ နွားလက်ပတ်တန်ရှုသံများနွားတွန်းသံများကြားရပြီးတော့နောက်တနည်းမနဲ့မှတောင်ပြိုတာကိုလည်းတွေ့ရှိရလေတတ်တော်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း80ခန်းချမ်းပြည်နယ်ရှမ်းကုန်းမြို့လက်ဖက်ကွန်ကူတဲ့အလုံးလှပါတဲ့ချမ်းမလေးမနှံဖြူဆိုတာရှိတယ်။မနှံဖြူကမျက်နှာကလေးကလည်းလှသလောက်စနစ်သဘောထားလည်းပဲဖြူစင်တယ်။ဒါပေမဲ့ဘယ်သူမှ မနှံဖြူကို ထိကပါရှိကပါမဆိုင်ရမလို့ရဘူး။ဘာကြောင့်လဲဆိုတော့မနံဖြူဟာစုံကုတ်ရဲ့တက်ကိုတက်တယ်ဆိုပြီးတော့နမဲတည်င်းကြည်လွန်တော့ကြောက်ပဲ။ဘာကြောင့်လဲဆိုတော့မနံဖြူဟာသူမအိမ်ကိုလာတဲ့သူများနဲ့ရင်းနှီးနေတဲ့သူများကိုခဏခဏဖျားနေတဲ့မှာကပ်နေပြီးတော့ထားရလောက်အောင်ကိုခဏခဏဆနောက်တက်တယ်။ဒီလိုနဲ့မနံဖြူလဲမန္တလေးရန်ကုန်စားတဲ့မြို့များကိုတစ်ဖက်ကွန်ကူရှင်နဲ့အထက်လန်ဆရာများကိုကြောင်ရရက်မှာစလင်နောက်လီတော့တယ်။တနေ့တော်ခါမှာ ရန်ကုန်မြို့ကြီးမြတိုင်ဘက်ရှိမိတ်ဆွေတယောက်အိမ်မှာတဲခို့တော့ဆရာကြီးဥပွင့်ရဲ့ကြောင့်ကိုကြားသိရလေတော့တယ်။ကြားလင့်ကြကြရှင်မဲမနန်ဖြူရဲ့ဝါသနာတိုင်းစရှင်နောက်ရှင်စိတ်များဖြစ်ပေါ်လာပြီးတော့မိမိတဲခို့တဲ့အိမ်ရှင်ကိုဆရာကြီးဥပွင့်အားပညာစံဖို့တောင်းဆိုခဲ့လေတော့တယ်။အိမ်ရှင်များကလည်းမနန်ဖြူကြောင့်ကိုတိတိတိုင်းမနက်ကိုဆရာကြီးဥပွင့်ကိုပြင်ပေးမယ်နေဆန်းကြည့်ဖို့လို့ပြောနေတယ်။နောက်နေ့မနက်လျှောက်တော့ဆရာကြီးဥပွင့်ကိုပြင်ရန်သွားတယ်။ ဆရာကြီးအိမ်ကိုရောက်တော့ဆရာကြီးကိုဆရာကြီးရဲ့သမီးတို့အရာချမ်းပြေကလက်ဖက်ကုန်းတဲ့ကမလေးကဆရာကြီးကိုတွေ့ရှင်လို့ပြင်တာပါဒီလိုပြောတော့ဆရာပွင့်ကြီးလည်းပဲပြုံးတယ်ဟဲ့မောင်တန်းစိန်အမြင်သွားမောင်မြတ်ဆောင်ကိုကူတော့ခေါ်ခဲ့ကြည်ဒီလိုပြောပြီးတော့ဆက်တန်ကြီးကိုခဲနေလေတယ်ခဏကြာမှဆရာလေးဦးမြတ်ဆန်လည်းပဲရောက်လာတယ်ကဲကဲမြတ်ဆန်ရေမင်းပန်လိုက်သွားလိုက်တော့ကွာငါမလိုက်တော့ဘူး ဆိုပြီးတော့ဧည့်သည်များနဲ့ဆရာလေးဦးမြတ်ဆန်ကိုထပ်ပစ်လိုက်လေတော့တယ်။လှပင်းတဲ့ဧည့်သည်များအင်ကိုရောက်တော့ဆရာလေးဦးမြတ်ဆန်မှာလှနာပမာလဲလို့မိတဲ့အခါမှာဖြစ်ကြောင်ကုန်းစင်ကိုပြောပြလေတယ်။ဆရာလေးဦးမြတ်ဆန်လည်းအေးလေပညာစမ်းဖြစ်လဲစမ်းဖို့ဟာကဲကဲလားမနှံ့ဖြူနှမလေးအမျိုးမျိုးစမ်းနော်။ဆိုပြီးတော့ပေးသောနေရာမှာဝင်ထိုင်တယ်။မနှံ့ဖြူလည်းအကျန်းပကတ်များလက်ဖက်သွန်များကို ဆရာလေးဦးမျက်စံစာဖို့ယူဆောင်လာတယ်။ဆရာလေးစတော့အမနာနဲ့ဆိုပြီးတော့ချစ်တူပေးလိုက်တယ်။လက်ဖက်တော့ကိုစာဖို့လက်လှန်တဲ့အခါမှာလက်ဖက်များတချို့တော့မှသိရများဖြစ်နေ။ဆရာလေးဦးမျက်စံမှဟဲ့နှမလေးနှံဖြူဒီလက်ဖက်သိရလဲပါရပဲလားလို့ဆိုပြီးတော့စပြလိုက်တယ်။မနှံဖြူတတနဲ့တကူဒီလိုမြင်လို့ရှိရင်ဘသူမှမဆားရဲကြောင်းကိုအပင်သွင်းခြင်းဖြစ်ကြောင်းကို အခုတော့ဆရာလေးမှအပြုံးမပြတ်စပြတဲ့အခါမှာ မိမိပင်လည်းပဲဆက်လေးဦးမျက်စက်ပညာအားဝန်ထိုက်သည့်တိုင်မတူရှင်မထရောက်ခြင်းကိုအံ့ဩစွာတွေ့ရှိခဲ့ရတယ်။ဒီနောက်မှာတော့နောက်တစ်မျိုးစမ်းတယ်။ဆရာလေးဖြတ်မှာကောက်အောင်လောက်ထားခြင်းအားမိမမီစမ်းကြည့်လေတယ်။ဒါပေမဲ့မထူချောင်းဆရာလေးမှပြုံးကြည့်တယ်။မနှံဆန်လည်းစဉ်းစားလေတယ်။တမန်ဆရာစီနောက်ဒီလောက်နဲ့ကြောက်ကုန်ကြတာအခုဒီဆရာလေးကြတော့ဘာမှလည်းမဖြစ်ပါလား။ဘလို့ပညာပါလိမ့်။နောက်တနေ့ကိုလည်းတုံးတဲ့မတုံးတဲ့စဉ်းစားလေတယ်။ ဆရာလေးကလည်းပဲရှိမိလာတဲ့အတိုင်းပဲကဲကဲမနှံဖြူရေကြံသေးရင်စမ်းပါကွယ်ပြောဆိုတော့အင်ချင်များကိုနောက်ဆုတ်ခိုင်းပြီးမနှံဖြူမှာအခန်းထဲဝင်သွားတယ်ပြီးတော့တန်ဖြူတယ်ဆရာလေးသေးကြတယ်နော်စမ်းရမှာဆိုပြီးတော့အတန်များဆက်တင်ကြတယ်ဒီနောက်လက်တီဆော်လာဘရုံးငါးကောင်အခန်းထဲမှာထွက်ပြီးတော့ဆရာလေးဦးမျက်စံကိုကိုက်ဖို့လာခဲ့တယ်ဆရာလေးလည်းချက်ချင်းပဲ ပဲပဲလက်ညိုရှင်းနာမှာကြံကိုစစ်တာပြီးတော့ပစက်မလဲမန္တတခုရွှေပြီးမိတိပြောကမမိုးနိုင်စရာမိတ်ပေတယ်ပရုံးမြလည်းပဲတာထားတော့စီကုတ်မကျော်နိုင်ပဲနဲ့တုံးမရဖြစ်နေဆရာလေးဦးမြတ်ဆန်လဲဟဲမနန်ဖြူနင်းကောင်ကလေးတွေကငါစီကူတော့မကျော်နိုင်ပါလားအေးပါငါပြန်ပါဦးမယ်ဆိုပြီးတော့ခုနတာထားတဲ့စီပြဲစီဆိုပြီးတော့အမိတ်ပေတယ်ထိုပရုံးကြီးငါးကောင်လဲစီမရှိတော့တဲ့အတွက်ချက်ချင်းပဲ ဆရာလေးဦးမြတ်ဆန့်ကိုကိုက်ရန်ပြန်သွန်းလာလေတော့တယ်။ဘုံကြီးများလည်းပဲဆရာလေးဦးမြတ်ဆန့်ကိုကိုက်ဖို့အသားပေါက်နားတဲ့ခါမှာပန်းပွင့်လေးငါပွင့်ဖြစ်သွားတယ်။အင်းရှင်များမှအလွန်ပဲဆရာလေးဦးမြတ်ဆန့်ကိုလေးစားကြည့်ညုံမိကြတယ်။ဆရာလေးမနေပြီးတော့ဟဲမနန်ဖြူရဲ့နင်းကောင်တွေကလည်းစစ်တာထားလဲမွေးနိုင်မတလောက်ကမဲ့ကျွန်တော်လည်းမကတ်နိုင်ပါလားဟဲ့မနန်ဖြူမဆရာလေးရေနောက်တစ်မျိုးလာအောင်မယ်သတိထားနော် ဆိုပြီးတော့အခန်းထဲမှနေပြီးလှန်သုံးချောင်းထွက်လာလေတော့တယ်။ဆရာလေးလည်းရှင်းရှင်းပဲမူလားပြန်စီလို့ပြောပြီးတော့ကြမ်းမြင့်ကိုလောက်အပြည့်ရိုက်ချလေတယ်။ထွက်ခါလှမ်းများဟာချက်ချင်းပဲမိချစ်ဆန်လေးများဖြစ်ကိုရောက်သွားလေတယ်။ထွက်ခါမနှံဖြူအခန်းထဲမှထွက်လာပြီးတော့ဆရာလေးရေဆရာလေးပညာအမတန်မှကောင်းလှပပေးတယ်။အခုလောက်ထိတ်ကိုမခံနိုင်ကြတာ။ဒါပေမဲ့တခုတော့ကြက်နေသေးတယ်။ကျမမစမ်းတော့ပါဘူး။ဒီလိုပြောဆိုလေတယ်။ ွားခါဆရာလေးမလဲရှားပါတယ်ဆမသာစမ်းစမ်းမှာမတော်စနိုးစနောင်းနဲ့ဘာမှမသိဖြစ်မယ်စမ်းသာစမ်းဒီလိုပြောတယ်မနှံဖြူလဲဆရာလေးဦးမြတ်ဆန်ရေးဒီတခါတော့ပညာထက်ကောက်မှာစမ်းမှာချက်ရှင်သေးသွားနိုင်တယ်ပညာကုန်သုံးမှာမစမ်းတော့ပါဘူးလို့ပြောတယ်ဆရာလေးကလည်းဆမသာစမ်းစမ်းပါလို့ပြောဆိုလေတယ်ထွားခါမနှံဖြူလဲအနားမှာရှိတဲ့လက်ကင်ဘွားတစ်ထည်ကိုယူပြီးဒါဆရာလေးနော်ဆိုပြီးတော့ မျက်နှာအတင်ပြင်းတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးဘလူကဲသူမျက်လုံးများနှည့်ရပြီးတော့လကိုက်ဘွားကိုတွားဖြက်ကိုက်ပြီးတော့စားတယ်။လကိုက်ဘွားကုံတော့ဆရာလေးကိုကြည့်တဲ့အခါမှာမျက်လုံးမှိတ်ပြီးတော့ဆရာလေးမှငြိမ်သက်နေ။ဟာတွားပြီဆရာလေးတေးပြီလားမသိဘူးမနှံဖြူလို့ပါအောင်။ထွားခါဆရာလေးနောက်ကလိုက်တဲ့အခါမှာဆရာလေးမှနေပြီးတော့ရီမောလေတယ်။ငါကဘာမှမဖြစ်ပါဘူး။နေနောက်ဆုံးပညာစလုံးငါ့ကိုမထည့်ရင် စစ်မကောင်ဖြစ်မှာဆိုလို့ခဏဟန်ဆောင်ပေးတာပါဒီလိုပြောဆိုပြီးတော့ရှင်မောလေတဲ့ထွာခါမှပဲအင်ရှင်မိသားစုကမနှံဖြူပါဝိုင်းဝင်းရှင်မောကြမိလေတော့တယ်ဒီနောက်မနှံဖြူလဲဆရာလေးရေဆရာလေးတို့ပညာကျောက်ဆရာကောင်းတော့အကို အတိုက်ခိုက်ခနိုင်ပါပေတယ်ကျမတသက်မမြင်ဖူးသေးဘူးဘာပညာခေါ်လဲဆရာလေးဒီလိုမေးမြန်းလေတဲ့ထွာခါဆရာလေးကလည်းချွင်ကြပညာခေါ်တဲ့မနှံဖြူ ဒီလိုပြောပြတယ်။ဒါဆိုရင်ကျမလည်းအဲ့ဒီပြညာယူရှင်းပါတယ်။ပေးပါနော်။အေးအေးဒါဆိုရင်လည်းလိုက်ခဲ့လေအဘဆရာပွင့်ကြီးစီကိုဒီလိုပြောပြီးတော့အင်ရှင်မေတ္တာစုနဲ့တူတူခေါ်သွားလေတယ်။အဘဆရာပွင့်အင်ကိုရောက်တော့ဆရာချင်းမပြုံးပြီးတော့ဖဲနဲ့လဲမျက်စံအရှားပြေရလား။မေးပြီးတော့ရှင်မောတယ်။ဒီနောက်မနှံဖြူနဲ့လိုက်ပလာခဲ့တဲ့အင်ရှင်မေတ္တာစုကိုတော့အဘဆရာပွင့်မှနေပြီးပညာတဆင့်ပေးပြီးတော့ပြန်လွှတ်ခတ်လေတော့တယ်။ နားဆင်ပေးခဲ့ကြတဲ့မြစ်ဆွေများအားလုံးကိုထူးကျေးဇူးတင်ပါတယ်ရှင်။ထေဆွန်ပါတောင်တော်မြတ်မတိတ်ဆရာညီနောင်ဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဇလန်တလီတွေကိုလည်းမြစ်ဆွေများဆက်လက်ဆောင်မြောင်းအပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။